တပွဲတွေယုံသွင်းမည်ဆိုသည့်တရင်ရွာဘတ်တို့တီကနေရောက်သည့်နေ့ကြီးတော်ကသစေးတို့တောင်းမဲမဲကလေးတစ်လုံးရွက်ခါဤကတို့လုံးတင်မောကြီးစီရင်ကျမတို့အင်ကိုရောက်လာတတ်မြဲဖြစ်သည်မြို့ရောက်သည့်နေ့ချက်ချင်းပင်ပွဲသွားကြည့်တော်မလို့အမြဲတမ်းခြေလန်းတပြင်းပြင်းဖြစ်နေတတ်သူဆိုတော့ကြီးတော်ကိုကြည့်ပြီးကျမတို့ရဲကြရမြဲဖြစ်၏ လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေးပြလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဇွန်သစင်ခွားညိုရင်ဖိုညများမိုးပြေကလေးတွေတသေးသေးဖြန့်ပတ်နေသည့်အခန်းပတင်းဘဝမိုးမြင်ခွင်းကိုငေးမိငေးရကြမငေးမောကြည့်နေမိပါသည် ရောက်ဖတ်တောင်းကုန်းဒေသကလေးစီတို့ပို့နေသောဘိုးသက်လေးခက်ရှာရှာကလေးတိုက်ခိုက်နေသောကြောင့်ဘိုးမုံတွေကဆွေဆွေဆောင်းဆောင်းပြေးလွှာနေသည်နှင့်ပင်တူပါ၏ မိုးပြေရနှက်နှင့်အတူပါလာသော ထောင်းကနေထလာသည့်မြေသင်းနံကို ကျမတမတ်တမောကြီးရှူရှိုက်လိုက်မိပါသည်ဒီလိုမုတ်တုံရသည့်ကြာရောက်လေးတိုင်းကျမယင်နှင့်အမျှနှစ်သက်ဆွဲလန်းမိရသောရနှက်များကျမရှေ့မှောက်ရောက်လာတတ်မြဲဖြစ်ပါသည်မိုးပြေရနှက်မြေသင်းနံပြီးတော့ဇွန်မန်းကလေးများဤရနှက်ငယ်ရဲသေးကွေးငယ်ရွယ်သေးကွေးလွန်းလာသောပန်းဝင်ကလေးမှွေးမှွေးတွေစီကသင်းပြန်ထုံဤလွန်းလာသောရနှက်သင်းသင်းတွေ ဟောဖို့ဒီဒီကြီးရနေတတ်တာကိုပဲကျမအံအောနှစ်သက်နေမိခြင်းဖြစ်၏ဇုံဖူးကလေးတွေကိုအချင်းမြင်ဖြင့်တဖူးချင်းတန်းဆက်တီကုန်းထားခြင်းကပင်ကနွယ်ကလေးရနိုင်လာ၏ရေစိုဝက်ပါးကလေးဖြင့်အုပ်ထားလိုက်လျင်ဖွေးဖွေးလှုပ်လှုပ်ပန်းကုံကျိုးလုံးကြီးဖြစ်သွားတတ်ပါသည်ထိုပန်းကုံကျိုးလုံးကြီးကိုမြင်ရလျင်ကျမအာယုံတွေကို ပန်းတွေကပုံနှိုးနေသလို ခံစားမိရ၏ ြည်သိန်းသောဇုံပန်းရနှံ့နှင့်ဖွေးဖွေးလှုပ်လှုပ်ဘန်းကုံကြိုးကြီးလုံးတွေကကျမအာယုံဟောင်းမြကိုဝကမိုးထရန်ကဇက်ယုံကြီးတွေထဲမှဇုံပန်းကုံအထောင်အပေါင်းပန်းကုံချင်းရနှံ့ကူးနေတတ်သည့်ဇက်ယုံတွင်မှမိန်တခါလင်းတလဲမီးရောင်အောက်တွင်ဇုံပန်းကုံတွေကဖြူလိုက်ပြားလိုက်နီးလိုက်ဝါလိုက်ဖြက်ခနဲ့ဖြက်ခနဲ့အယောင်တွေပြောင်းပြောင်းသွားလိုက်ပုံများဇက်ယုံတွင်ကအနံ့ဆုံးကိုကြောလုံးကဇုံပန်းရနံကလေးတွေကသာဇက်ယုံနံ့အဖြစ် ကြိုင်လောင်နေတတ်၏ဒီဇက်ယုံနှံ့ကိုကျမနှစ်ပေါင်းများစွာခံစားခဲ့ရဘူးသည်တကယ့်ကိုနှစ်ပေါင်းများစွာဒီတုန်းကကျမတို့နေထိုင်ရာမန္တလေးမြို့စုံရက်ကွက်ကလေးစီမှနှစ်မိုင်ကျော်သုံးမိုင်ဝေးသော35လမ်းအေလန်းဘေးရှိဒေဝွန်းရံမြတိတာဇက်ယုံကြီးအရောက်ဝဲသွားကြည့်ရသည်မှာတိတ်တော်မလွယ်လှပါဝဲကြည်သွားမြည်သူများတူယာတူယာစုကဆက်ခံမြင်းလှဲတစီငှားထားကြရသည် ထိုစဉ်ကမြင်းလဲစီလုံးငါးကအသွားပြန်ငွေ30လောက်ပေးရသည်အသွားပြန်ခီးကိုတယောက်၄ချက်လောက်သာကြသည် မြင်းလဲကကိုနှမျောတတဖြင့်တခါတရံဒီပွဲခီးကိုညနေစောစောကလေးကလမ်းလျှောက်ရင်းသွားကြရသည် အခါလဲရှိပါ၏ဝင်းယုံခနှစ်ချက်နှင့်ဖြာလေးတစ်ချက်450တော့ကိစ္စမရှိအနှစ်တခါပွဲဆိုတော့ကြည့်ဖြစ်အောင် ကြည့်ကြမည်ဖြစ်သည် ကျမတို့ငငယ်ရွာမှနေစဉ်ကတရွတ်တရွာ လေတဒံလေတဒံပွဲလိုက်ကြည်ရသည်နှစ်တောင်တူပါသည်။ဘာဆိုဝါကောင်ဇက်ပွဲရီယုံသွင်းညာပြီဆိုရင်အ ਨੇ စုံတလကိုသရင်ကြာတတ်သည်ဟု ကျမထင်ပါသည်။ဇက်ယုံကြီးများတွင်ယုံသွင်းကပြသောဇက်ပွဲများကိုယုံဇက်ယုံပွဲဟုခေါ်တတ်ကြသည်။ဘုရားပွဲចောင်းပွဲ အလူပွဲများကို လူမျိုးတရားတပါးကြည်နိုင်အောင်ဇက်ခုံထိုး၍ကပြသောဇက်ပွဲများကိုဗလဇက်ပွဲဟုခေါ်တတ်ကြပါသည်။ယုံပွဲတွေကဗလပွဲတွေထက်အဆင့်ပိုမြင့်သည် အပြင်းအဆန်လှသည်ခမ်းနာသည်တစ်နှစ်တခါဒီလိုဇွန်ပန်းရနံတွေလိုင်းလိုင်းထသည် အခါရာသည်မှဇယုံတွေကိုကြိခွင်ရတာက အမှတ်တရဖြစ်နေတတ်သည်ယုံပွဲများတွင်ကျမအများဆုံးကြိဖြစ်ခဲ့သည်ဇက်မှာမန္တလေးမြို့ခံဇက်ဖြစ်သော မြို့တော်သိန်းအောင်ဇက်ဖြစ်သည်မြို့တော်သိန်းအောင်၏စင်တင်ပြဇံများကိုကျမအလွန်ကြိုက်သည်ကျမမန္တလေးသူဖြစ်နေတာနှင့်တော့ဆိုင်းလိမ့်မည်မထင်ပါတနိုင်ငံလုံးကဆွဲလန်းနှစ်သက်သည့်ဇက်ကိုကြိုက်ချင်းမျိုးသာဖြစ်ပါသည် ကောင်းလေကောင်းပြီတကူမြို့တော်ဤစင်တင်ပြဇံများကိုကျမအလဲတန်းចောင်းသူဘဝလောက်ကလေးကကြည်ဝင်ရခဲ့သည်ဘွဲလွန်ကြိုက်သောယွာမှကျမကြီးတော်ចောင်းကျမငငယ်ကလေးကပွဲကြိုက်ခင်ဖြစ်ခဲ့ရသည်ဟုဆိုခြင်းပါသည်ဇပွဲတွင်ယုံသွင်းမည်ဆိုသည့်တရင်ယွာဘတ်သို့တီကနေရောက်သည်နေကြီးတော်ကသစည်းသို့တောင်းမဲမဲကလေးတစ်လုံးရွက်ခါဤကတို့လုံးသင်မောကြီးစီရင်ကျမတို့အင်ကိုရောက်လာတမ်းမြဲဖြစ်သည်မြို့ရောက်သည်နေချက်ချင်းပင်ပွဲသွားကြည့်တော်မလို့ အမြဲတမ်းခြေလန်းတပြင်းပြင်းဖြစ်နေတတ်သူဆိုတော့ကြီးတော်ကိုကြည့်ပြီးကျမတို့ရဲကြရမည်ဖြစ်၏မန္တလေးကိုရောက်လာကြတဲ့ကယုံပွဲတွင်ညစဉ်ရက်စက်လိုလိုကြည့်လိုက်သည်မှာဇက်ပွဲတွင်ပတ်စာခွာဖျားသိမ့်ယုံမကဇက်ယုံကြီးပါဖြတ်ပါပြီဆိုမှကြီးတော်လည်းစိတ်ချလက်ချရွာပြန်တတ်၏ဒီကြီးတော်လာလေတိုင်းပွဲကြည့်ဘောကကျမပြောခဲ့သလိုကျမနေ့ရက်ွက်ထဲကဇက်ပွဲလိုက်ကြည့်ကြမည်သူများဖြစ်၍ ျက်မကတော့မပါမနေရပွဲကြည်ပေါ်ဖြစ်ပါသည်မြို့တော်သိန်းအောင်ဇက်ကောင်းချက်ကတော့ကန်းကုန်တယ်အော်ပရာလဲအော်ပရာမှုပြဇာလဲပြဇာမှု သစ္စာထားနှစ်ပါးသွားလဲနှစ်ပါးသွားမှု နောက်ပိုင်းဇက်ထုတ်လဲနောက်ပိုင်းဇက်ထုတ်မှုကြားမဟာရပောင်ဤငါဖြင့်အပေါ်အပါတော်ထမသွားမိဘူးဒီလိုဇမျိုးကြည်ရလို့ကတော့ပိုက်ဆံဘလောက်ဂုံဂုံလှစိန်တို့ကဂုံတဲ့ထင်မောင်းတော်ရွာမြေကြီးကထွက်တဲ့အသည့် မြို့တော်ဇက်ကြည့်ဖို့ပဲဟဲ့အိမ်လဲပြောပြီးသားကျမကြီးတော်ဤသဘောထားဖြစ်ပါသည်ရွာပြန်ရောက်ရင်တော့ကြီးတော်တယောက်ရွာရိုးကိုပေါ့ချောက်ကမြို့ကကြည်လာခဲ့သည်ဇက်ချောင်းတွေလှန်ငါလှန်ငါစကားတွေဖောင်လေတော့ဤကျမကိုယ်တိုင်ကတော့ငယ်ရွယ်သေးသည်ဆိုတော့လဲတစ်ခစ်တစ်ခါကထွန်းတောက်ခဲ့သော ပြဇံများကိုအစွဲတလန်ရှိခဲ့ရပါသည်အထူးသဖြင့်မြို့တော်ဇက်သပင်ဤစင်တင်ပြဇံများသည်ကျမဤအသေးစွဲပြဇံများဖြစ်တော်ဤ ကျမဇွဲလန်းတလောက်မှတ်မိနေခဲ့သောပြဇံများမှာမူလာတိန်လာမြူလာသပင်တယ်မဝင်ရကောက်ပင်တရင်နူ90စာသာလိမ့်မည် စာသည်ပြဇံများပင် ဖြစ်သည်ပြဇံများကိုကျမအခါပေါင်းမရင်မတွက်နိုင်အောင်ပင်ကြည့်ခဲ့ရသည်ပြဇံတရုတ်ဆောင်ဇက်ကောင်များဤတရုတ်ဆောင်ချက်များနှင့်စကလုံးတွေကိုပင် အတိအကျမဟုတ်သည့်တိုင်ကျမထင်မှားကြားရောင်နေစေဖြစ်၏ကောင်းငင်တိန်တခိုးမှပြေးလွှားနေတဲ့ဟာတွေကိုခီးသည်လား မိုးလာတိမ်လာမြူးလာခင်းမခွက်တတ်ပါဘူးကိုကိုတကယ်တော့မိုးတိမ်ဆိုရင်လေလူသားတွေရဲ့အသက်သွေးကြောဖြစ်တဲ့လေယာကိုင်းကြုံနဲ့စံစပားအတွက်ဖြစ်စေရမယ်။မြူးမှုံဆိုရင်လေစိမ့်လန့်နဲ့တောင်နှမ်းနဲ့ချမ်းမြေမဲ့နှလုံးသားကိုစိုးပြေအောင်ဖန်ဆင်းပေးမှာပဲ။အေးမိုးလည်းမဟုတ်တိမ်လည်းမမဲမြူးလည်းမဟုတ်ပဲစစ်မြေစစ်တလင်းကရန်ကိုရန်ငွေတွေများဖြစ်ခဲ့ရင်ကိုရုအတွက်ဝမ်းနည်းစရာပေါ့။ ဘူကြီးကိုခင်ဝင်းနေခေးတို့ဤဇက်ခုံမောကစကားသံများကယနေ့အချိန်ထိကျမနာရယ်ပဲ့တင်ရိုက်ခတ်နေစေဖြစ်သည်ကဘာမြေဘောကမပြီးဆုံးနိုင်သေးသောစစ်မြေစစ်တလင်းကရန်ခူးရန်ငွေတွေကိုမူလာတိန်လာမြူလာကျမတို့ခွဲကြဖို့ခတ်နေရသည်မဟုတ်လားဂျူရူဆလောင်းကို ကြည့်မိလေတိုင်းဒီစကားသံများကိုကျမသတိရနေမိတတ်ပါ၏ရုပ်ရှင်ပိတ်ကားပေါ်မှာရုပ်ရှင်ပြည့်ကြည့်ခွင်ရခဲ့သည့်အတိုင်းဇက်ခုံဘောကလူကိုယ်တိုင်အရှင်လက်လက်ပြဆက်ဇက်ရုပ်တွေးလောက် ရင်ထဲမရောက်ခဲ့သောဥတ္တနှင်ဝတ်မုံကြော့မာတို့ဤသဘင်သည်မဝင်ရမြို့ကိုတက်၍အလုလုမြည်ဆိုသော ခွေးဖြူမကို မာရန်တွင်ခြွေခဲ့သည် ကိုကြီးမောင်ဤဟမ်းမန်းအံတန်းများကျုပ်တို့ဟာနွားနှင့်ဖက်ယုံရပေမဲ့နွားလိုတော့နဖားကျို့အတက်မခံနိုင်ဘူးပြို့တောင်သူလေသမားမြဤဂျုံဝါတန်ဟာလဲသူတို့ဘဝကပေးသောအသည့်ဖြစ်ပါလိမ့်မည်ကောက်ပင်နိုင်ငံဖွံ့မျိုးရန်အုံချိန်ချိန်ရင်ကျူးညံတောင်သူတေးတန်တို့အာမန်ကောက် ပင်နိုးဖွင့်ရန်စသည့်ကောက်ပင်တရင်နိုးတံများကတော့များစိမ့်ရောင်တော်လန်ရေးဖြစ်လိမ့်မည်မြို့တော်စင်တင်ပြဆံများတွင်ကျမအစွဲလန်းဆုံးနှင့်ခံစားမှုအကဲအရာဆုံးသော ပြဆံမှာ90ဆသာလိမ့်မည်ဆိုသည့်ပြဆက်ပဲဖြစ်ပါသည်ဒီပြဆက်ကိုကျမအထက်တန်းကျောင်းသူဘဝမှာကြည့်ခဲ့ရသောပြဆက်မှုနားလဲသဘောပေါက်မှုနှင့်အတူရင်ထဲလက်ဆက်နေစေဖြစ်သည်ပြဆက်ထဲမှာဇက်ယုံများဖြစ်ကြသောဂျင်းစိမ့်နှင့် ယူဇောတီသိန်းစုတို့မောင်နှမဤဘဝရွေးစားရန်ဖျားပွဲခံစားမှုမြို့တော်သိန်းအောင်မောင်မောင်သိန်းတတ်သားဆွေပြီးတော့ပြာဇတ်ထဲကမင်းသမီးညူညူစန်းဤထန်းရွက်ပတိနွားကျင်ဆောင်ရှေးကုံမောင်းတော့မြေဟုံဆောင်းအောင်လဲဘိန်းကလေးကခြားခြားလေမောင်တငယ်ချင်းတွေအလွန်ပင်စတဲ့ရှင်မွန်လှရဲ့နှထောင်းကြချောင်းနေမယ်ခရီးသွားတော့သမီးစားဘဝဘာလို့လို့ရင်တဲ့ဖို့လှိုက်နေမိတယ် အတံမကြီးသေးပေါင်မောင်းရဲ့ဖမ်းရွက်ပဒီကလေးဆွဲလို့ရွှေစာရင်အရောက်သွားစို့ကွယ်။ရာဇတ်ခွင်ထဲမှာအငိမ့်စင်ထိုးမထားပါ။အငိမ့်စင်ကဇက်ခုံပေါ်မှာပဲရှိသည်။ရာဇတ်ခွင်ဘောက အငိမ့်ထိုင်ကြည့်နေကြသည် ပွဲကင်းရှုကင်းအော်ကြဟစ်ကြရေမောကြ။လူအုပ်ကြီးနောက်မှာကနွားတက်လဲပင်တစ်ဖက်နွားချိုထောင်ကြီးကအနာရက်နေသည်ပွဲကြည့်သူဤပစိုးကိုထိုးထိုးကြော်ရေကြရသည်။ယူစောတီသိန်းစုက လုတ်တနတ်ကြီးတကားကားနဲ့ပွဲခင်းနဲ့ရောက်လာတတ်သေးသည်ဒီပွဲခင်းမြင်ကွင်းကကြေးလက်တဘာဝနဲ့နီးဆက်လိုနေသည်အငိမ့်မင်းသမီးကိုမပြပဲအငိမ့်ပွဲကြီးပြိသက်ကိုပြသားသည့်ရုပ်ရှင်ဆန်းသည့်ပြကွက်ကလေးကိုကျမအလွန်သဘောကျမိခဲ့ပါသည်ဇာတပင်ဤတင်းဆက်ပုံကိုအမှုပညာသည်ပင်ခံစားစရာဖြစ်နေသည်မြို့တော်စင်တင်ပြဇတ်တွေကိုရေးဖွဲ့ခဲ့သူမြို့တော်မောင်ရင်အောင်ကိုဒီနောက်ပိုင်းကျမတွေ့ဆုံမိတ်ဆက်ခဲ့ရစဉ်က ကျမဤစိတ်ခံစားမှုသည်လည်းပြဆက်ဆန်းခဲ့သည်။ယုံပွဲများနှင့်တဖြည်းဖြည်းဝေးကွာခဲ့ရပြီးသည့်နောက်နှစ်ပေါင်းအတော်ကြီးကြာမှမြို့တော်ပြဆက်ဖန်တီးရှင်နှင့်ကျမတွေ့ဆုံခဲ့ရခြင်းဖြစ်၏။ဆရာပေါ်ဦးသက်အထင်းမှတ်ပြပွဲတွင်ဆရာကိုကျမတကန်းတကာသွားရောက်မိဖွယ်ခဲ့သည်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနေသက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်။ နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လဲအောက်ကကုန်းမှန်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုကောက်ပင်တွေတည်နိုးပါအောင်ဆရာကျမကပြောတော့ဆရာမျက်ဝန်းတွေရီဝေသွားသည်ဆရာသည်လည်းပြဆက်တခက်တိမ်စတွေကိုစုပ်ဖမ်းနေပုံရပါသည်ဒီပြဆက်တွေကိုဖန်တီးခဲ့သော ဖန်တီးခြင်းကိုတိုင်းပြဆက်နေဝေးကွာခဲ့ရခြင်းအပေါ်နှမျောတတခံစားနေရမှာအမှန်ပဲဖြစ်သည် ပြဇတ်ထဲကဇက်ယုံများဖြစ်ကြသောပြူစောတိသိမ့်စုမြို့တော်ဥပောဆန်တို့ကိုလည်းကျမတလေးတစားရှိခဲ့မိသည်ပင်ပြဇတ်ဆိုသောဝေါ်ဟာရကိုကျမစဉ်းစားနေမိပါသည်ပြဆိုသောစကားမှာမြမစကားဖြစ်၍ဇတ်ဆိုသောစကားမှာပါဏိဇာတကဆိုသောစကားမှာပြက်လာသောစကားဖြစ်သည်ဟုဆိုကြပါသည်ပြတသောဇာတကဒီစကားလုံးနှစ်ကလုံးကိုပေါင်း၍ပြဇတ်ဟုခေါ်ကြောင်းကျမမှတ်သားဘူးပါ၏ ပြဆိုသောစကားအတိတ်ပဲသည်ဖုံးကွယ်နေသောအခါတွင်တော်၎င်းဝေးလံနေသောအခါတွင်တော်၎င်းအခြားတစ်ခုသောအကြောင်းအကြောင်းကြောင့်တော်၎င်းရုတ်တရက်မမြင်နိုင်သောအခါတွင်တော်၎င်းမြင်သာအောင်လှုပ်ပေးခြင်းဟုအနက်ရှိသည်ဆို၏ဇတ်ဆိုသောစကားသည်မြမအခေါ်ဖြစ်၍ပါဏိဇာတကမှဆင်းသက်လာသည်ဇာတနှင့်ကကိုပေါင်းဆက်ထားသောစကားဖြစ်၍ဇာတကအနက်မှဖြစ်လာသည်ဇတ်တော်ဟုအတိတ်ပဲရသည် ရှေးဘုရားများကဘုရားအလောင်းဖြစ်နေတတ်ဆိုင်သည့်ဝိထုများဟုဆိုလိုသည် ထို့ကြောင့်ပြဇတ်ဟုသောစကားသည်အဖြစ်အပျက်ကိုပြချဲဟုအတိဘယ်ကောက်နိုင်သည်ဟုဆို၏လူဘဝတဲကဖြစ်ချင်းပြက်ချင်းတွေကိုပြတတ်ခြင်းများဟုဆိုပါမည်လူဘဝတဲကအဖြစ်ပြက်တွေကိုပြတာနိုင်သောဇတ်တွေစင်တွေပေါ်မှာတည်ရင်နိုးဝင်မရကြတော့တာလေဘာအကြောင်းတွေများရှိပါလိမ့်စင်မောထီတက်မလာနိုင်လောက်အောင် ပြဇက်တွေယောဂာရနေကြတာများလားလို့လဲကျမတွေးမိပါသည် ဒါကိုတော့ကျမခွဲခြားတတ်ပါသည်သို့သောတခိတခါကစင်တင်ပြဆံများကို ကျမတို့နှစ်နှစ်ခြိုက်ခြိုက်အစွဲတလန်ကြည့်စရာမရှိတော့တာကတော့ဒေချာနေပါပြီပြဆံများကြိုက်လာကြီးသို့သောကြီးတော်ပင်ရွာကစံတတ်မလာတာနှစ်တွေကြာလာပြီပြဆံတွေပျောက်သွားတော့ကြီးတော်ကြီးပါပျောက်နေလေပြီကျမတို့ငယ်စဉ်ကဖြတ်တန်းခဲ့ရသောပြဆံများမှာမြို့တော်ဤယုံသွင်းစင်တင်ပြဆံများကြီးမကပါယုံပွဲတွေ ိန်ချိန်တွင်မတော့ဗန္ဒလီမြို့ပေါ်မှာဂေါ်သစင်ပန်းတွေစိန်သစင်ပန်းတွေဖွေးဖွေးလို့အောင်ပွင့်ကြပြန်သည်မန်းမြေမှဆန်းရီစတွေနဲ့ဖြန်းလီကတသုံးသုံးဆိုတော့သစင်ပန်းနံတွေတင်းလာခဲ့ရပြန်ပြီဟိုရက်ဒီရက်ဖျားပွဲတကားမှာဗလာဇက်တွေအမီးဆက်ခေါင်းဆက်ကြည်ကြဖို့ပြင်ရပြန်သည်ဇောင်းဦးလေးပြေးကြမှာတဲ့ကရဲ့ကနှဲ့ကတွဲကပါလာတတ်သော ဆိုင်းတန်ဘုံတန်တွေကကျမတို့လို့ ဝဲချသူတွေကို ပုတ်ခတ်လှုံ့နှိုးတတ်ပါသေးသည်ဘသူဆက်တယ်လေဘယ်ရက်မှတဲ့လေဘလောက်ဝေးတယ်လဲမင်းများစုံစမ်းကြပြီးဝဲလိုက်ကြည့်ကြရသည်ယောက်ျားကလေးများဖို့စပိန်ကိုတောက်ထောက်ကပြဆက်အပီးလောက်အထီတော့ဘွားငေးဖြစ်အောင်ငေးကြမြဲဖြစ်သည်ကျမတို့မိန်းမလေးတွေကတော့ဟိုရက်ဒီရက်ကတငယ်ချင်းများနဲ့စုကားပေါင်းက မင်းစင်များဝဲကြသည်တအုပ်တမတကန်းတကသွားရောက်ပွဲကြည့်ကြလေရှိ၏ ပဇင်ပန်းတွေကဝေလို့ဘသူဇက်လဲအောင်ကြည်တန်းဇက်လေဒါဆိုပြဇက်ကအပေကံအကြီးတန်းပေါ့ဇပွဲတန်ကြားလျင်ပြဇက်ခန္ဓာကိုအရင်မင်းမြန်စုံစမ်းစိတ်ဝင်တစားရှိခဲ့ကြသည်မှာလဲပြဇက်များဤအရှိန်ဝါကောင်းမှုပဲဖြစ်သည်ဒီတုန်းကကျမကြည့်ခဲ့ဘူးဒီဇက်တွေကကျမရင်ထဲမှာပြက်ကြီးမသွားကြသေးပါဗန္ဒရာကျော်ဝင်းမြို့တော်အောင်ကြည်တန်းစိန်လမြိုင်ရွှေနန်းတင်ရတနာတင်လင်းမြို့တော်တင်ဝမ်း နန်းအောင်သည့်ဇမင်းသားများနှင့်တွဲကားပြဇတ်တစ်ခစ်ကိုတူထောင်ခဲ့ကြသောပြဇတ်မင်းသားမင်းသမီးတွေကိုကျမအမှတ်ရရှိနေစေဖြစ်ပါသည် ဝတ္ထုကောင်းတစ်ခုကိုဖတ်ရသလိုယင်တဲ့အထိညှိရသောဒုဘဝဇတ်ထုတ်တွေကတော့ရိုးဤမသွားပါဗန္ဒရာကျုံဝင်းဇတ်မှာတော့ဗန္ဒရာကျုံဝင်းကိုယ်တိုင်ပြဇတ်သရုပ်ဆောင်တဲ့ယုံမကညီကောင်မောင်နှမတွေကလည်းပြဇတ်သရုပ်ဆောင်များအဖြစ်ပါဝင်ပံ့ပိုးကူညီခဲ့ကြသည်ဗန္ဒရာနီနီဝင်းထွေးထွေးအောင်ခင်ဝင်းကြီး ကောလီမြိုင်တို့နှင့်သုံးပန်းလအမြင့်ဆုံးတစ်ပင်အနီးရောက်ဆောက်ဝိုင်းမြို့တော်အောင်ကြီးတန်းဆတ်မှတဘာဝဇတ်မင်းသားကြီးအပေကံအကြီးတန်းကပြဇတ်မင်းသားဖြစ်သည်အပေကံအကြီးတန်းကိုကျမမူလာတန်းចောင်းသူဘဝမြင်းချမ်းမနေစဉ်ကလေးကအောင်သိန်းအောင်မြိုင်စိန်ဇတ်နှင့်အတူကျမကြည့်ခဲ့ဘူးပါသည်ရုပ်ဆိုးကြီးတန်းသောတဘာဝပြဇတ်မင်းသားကြီး၏အမှုပညာကလည်းကောင်းလွန်လာသည်ဟော ပြဇက်ကြီးများပြင်မက တခန်းရဲ့ပြဇက်များကိုပင်ပရိသတ်ထဲအရောက်ပို့နိုင်ခဲ့သူဖြစ်၏။ရုပ်ရှင်နှင့်ပြဇက်မင်းသမီးဖြူဖြူဝင်းမူးမူးအောင်တို့နှင့်တွဲကားပြဇက်လောကကို လွှမ်းမိုးခဲ့သည်။ညိုမီထပိန်ဝတ်တပီပြဇက်ကို ကျမသတိရသည်။စိန်လအမြိုင်းကတော့ပြဇက်မင်းသားလူငယ်မိုးဆန်းဦးနှင့်ပရိသတ်ရခဲ့သည်ဟုထင်ပါသည်။ရွှေနန်းတင်ဆက်မှာတော့သားဖြစ်သူနန်းဝင်းဆန်းကပြဇက်မင်းသားရတနာတင်လင်းဇက်က ပြဇတ်မင်းသားကျော်ဝင်းမင်းတန်စသဖြင့်ဇတ်နှစ်ပြဇတ်တွဲဖတ်အောင်မြင်ခဲ့ကြသည်လူငယ်ကြီးခိုင်ဤပထောက်ရဲ့ငှုရဲ့ခေါင်ရမ်းရဲ့ပြဇတ်ကိုယရနာတင်လင်းကစတင်ခဲ့သလိုအပေခံအကြီးတန်ရှမ်းရှမ်းတောက်လာခြင်းတွင် အပေခံတုံညညာမွေးစသည့်တဘာဝပြဇတ်မင်းသားတွေလည်းမှိုးဝင့်များလိုပေါ်ပေါက်လာခဲ့ပါသေးသည်ရွှေဟောင်းတွေကြွေးတော့လဲရွက်နူတွေဝေးရစမြဲမဟုတ်လားမျိုးဆက်တွေကအလိုက်တသိင်ရှိနေသည် ကျမတို့အေယာဝရီမြစ်ဘေးရက်ွက်ဖျားပွဲကနှစ်စဉ်ပြာသူလာစမ်းမှာကျင်းပါမည်ဖြစ်ပါသည်။ငွေနှင်းမုံကြီးဝေဝေစီမြောက်လေးစောသွေးအေးရဲလာရာသည်ဖြစ်သည့်အထဲမြစ်စိတ်ကန်းတဖူးမှာဇက်ခုံထိုး၍ကသည်မို့ဂန်းကုံအောင်ချမ်းတုံလှချိန်ပြဲဖြစ်၏။မြစ်လေးတဖြူဖြူတိုက်ခတ်သောကြောင့်ဂတိပါကားလီတွေကမြက်လိုင်းတွေလိုလူးလွန်နေတတ်သည်။ခွာညိုပန်းတွေကတော့ပွဲကင်းထဲမှာကျဲပတ်ထားသလားအောက်မေရသည်။သူကောင်းမှလဲခွာညိုငါကောင်းမှလဲခွာညို ခွာညိုပွဲတော်ကြီးခင်းမြန်မြည်မြစ်လေတသွေးသွေးဂတိပါကားလေဤတလှုပ်လှုပ်ခွာညိုခွာပြတင်းသောပွဲကင်းညတွေထဲမှာကျမပြောဝင်နေခဲ့သည် ကျမမျောလင်းဆောင်စားနေခဲ့ရသောပြဇာပိုင်းရောက်လျင်စကားတလုံးတစ်ချင်းတပလက်မှလက်လို့မသွားရအောင်ခေါင်းကလေးထောင်ငါထောင်ငါကြည်မော်ခဲ့ကြပဲဖြစ်၏နောင်စာကလေးပီကလေးရေးဖြစ်လာတော့တစ်ချင်းကပြဇာများကိုကျမဘာကြောင့် အမြတ်တနိုးဆွဲလန်းခဲ့မိပါလေဟုမကြမကြာတွေးဖြစ်ခဲ့ပါသည်။ဒီမှာစဉ်းစားရမည်သလောက်ပြဆက်များသည်ဒုဘဝနှင့်နီးစပ်ပြီးဘဝတည်ရုပ်ကိုဇက်ကောင်စရိုက်ပြီးပြီးပြင်းပြင်းပေါ်ထုတ်နိုင်ခြင်းကြောင့်ဟု ထင်မိပါသည်။ပြလိုပြောလိုသည့်အချက်ကိုရင်ထဲရအောင်ခံစားလိုရသည်။အပြင်းအစင်လှူရှားမှုအတန်ရောင်နှင့်သဘာဝတည်ရုပ်များကို ပေါင်းဆက်လိုက်သောပြဇက်တွေကခုံမင်းစရာကောင်းလာခဲ့သည်။ဆွဲလန်းစရာဖြစ်လာရသည်။ လူဘဝတရုပ်ကိုဖော်ကျူးနိုင်လေတော့ခံစားစရာဖြစ်ရသည်ယခုခါမှာတော့ယုံပွဲတွေတကန်းတက သွင်း၍ကသန်းမကြားရတော့တော့လဲဗလဇက်တွေကတော့ချိမ့်ချိမ့်ညံနေအောင်ခင်းကျင်းပြတာနေစေဖြစ်သည်အသက်ရွယ်ချောင်မဲလားဇက်တွေကပဲဆွဲဆောင်အားနည်းလာလို့လားတော့မသိပါကျမဇက်ပွဲမကြည့်ဖြစ်ခဲ့သည်မှကြာပြီသို့တော်မြောက်ပြန်လေအင်းနဲ့အတူလွန့်လူးကကျမတို့အိမ်ခန်းကလေးထဲအစီအထိရောက်လာတတ်သောဆိုင်းတန်ပုံတန်ဇက်တန်များကိုတော့ လွမ်းလောင်အောင်ကြားနေရစေဖြစ်ပါသည်။ဇိုင်းတန်ပုံတန်းထက် electronic guitar တန်းစူးစူးကြီးတွေနားရဲစူးစူးအောင်ဝင်လာသည်။ဒီလုံးမကွဲသောကာဗျာတန်းအတန်သေးအတန်ချောင်းများက electric guitar တန်းနှင့်အပြိုင်နင်းကန်အောင်နေကြသည်။ opera ကန္နာဆိုတာကလည်းဖျားစုလူယုံကြားယုံသာကြားလိုက်ရသည်။ဘာမှမသိလိုက်တချိန်ကစင်တင်တင်ဆက်ခဲ့ကြသောလထွက်ကလေးရဲ့မြင်းပေါ်တင်မြင်းဆိုင်သား စသည်တရုတ်ဖော်ကဆံများအညာဆံလေကြီးမာယာဒေဝီစသောအော်ပရာများကိုလွမ်းမီဤစတိရှိုးကဏ္ဍကတော့ဇတ်တခွင်းလုံးမှာအရှိအကြဆုံးဇတ်တပင်အခင်းချင်းဖြစ်ပုံရသည်ဂျမတရင်တို့ချိန်လောက်အထိစတိရှိုးကဏ္ဍမပြီးသည်သုံးနေသောသချင်းတွေကကိုးပိုင်းဇတ်သချင်းတွေမဟုတ်တချိန်ကဇမင်းသားကြီးများဤပနာမတေးသချင်းများသည်ပင်ရှေ့ဖြစ်ဟောင်းအောက်မေပွဲရာမြို့တော်သိန်းအောင်အမှုပညာဂုံကိုဆောင် မန္တလေးမြို့ရဲ့ကြက်တရေထွန်းပြောင်းမြမပြီထောင်ကျန်းစီဆောင်မြို့တော်မြို့တော်ကျွန်တော်သိအောင်ဒီမှာအမျော်လင်းဆုံးပြဇာကဏ္ဍတွင်မှာလဲစတေရှိုးသချင်းတန်ကမဝင်သားဝင်သားလက်ဝင်ရှိုးထားသည်ဟိုတုန်းကပြဇာတွေကမလို့အပက်သချင်းမဆိုကြပါလူအပ်လူသချင်းဆိုပြန်တော့လဲပြဇာနဲ့လိုက်ဖက်မိကိုပိုင်ပြဇာသချင်းများတီးတန်ရေးဖွဲ့တီးဆိုတက်ကြသည်ဘွဲခင်ထဲမှာလိုက်ရောင်းသည့်သချင်းစာအုပ်ကလေးများကိုပင် တမန်ငားမှုပေး၍ကျမတို့ဝယ်ယူသည်ဆိုခဲ့ကြဘူးသည်အခုတော့နှစ်ပါးခွင်မှာလဲမင်းသားဤရွှဲတန်နှဲ့တန်တွေက ကြီးမဟုတ်ကျက်မဟုတ် နောက်ပိုင်းဇတ်ထုတ်ကြီးကတော့ခင်းတန်မင်းမကြရတော့တစ်ချိန်ကတရားရှင်ဒန်းစည်းမောင်တို့မှအဘဲမောင်းတင်တဲ့လဝဲတုံတရာစသည့်ဇတ်ထုတ်ကြီးတွေဘဲရောက်ကုန်ပြီလေပရင်းဝါမှမြင်နေရသည့်ဆွေဆောင်ပြေးလွှားနေသောမိုးမုံဘွဲကလေးတွေကိုကျမငင်းမောကြည့်နေစေပဲဖြစ်သည် ထို့တူ ဇုံပန်းရံနဲ့သဇင်ပန်းရံနဲ့ခွာညိုပန်းရံနဲ့နှွေကိုလဲကျမလွန်းလွန်းဆွေဆွေသတိရနေစေဖြစ်သည်တကယ်တော့ဇတ်တပင်ဟူသည်ဩဇာသို့မဟုတ်အာနာဖြင့်ခိုင်းစေရသည့်အတတ်ပညာမဟုတ်ပါအမျိုးသားယဉ်ကျေးမှုအသည့်ဖြင့်ကိုယ်တိုင်ကမြင့်တင်ရသောအမှုပညာတင်ဆက်မှုဖြစ်သည်ဟုကျမထင်ပါသည်ညီဒီပယောဂမှာမပါဘဲကိုမူကိုဟန်ကိုဆွဲရင်ညမဇတ်တပင်တစ်ခစ်ကိုတူထောင်ခဲ့ကြသူတို့ဤတန်မိုးကိုအခုမှကျမလေးစားရမှန်းသိလာခဲ့သည် ဂျိုးတို့ဇလောင်းမှာကြည်ကွင်ရသောလူမျိုးတိုင်းမှာရိုးရာဇသပင်တင်ဆက်မှုအခမ်းကဏ္ဍအမြဲပါရာမြင်ရသည်ဇသပင်အခမ်းကဏ္ဍကို တကန်းတကမပြောက်မပြက်အောင်တင်ဆက်နေကြတာဝမ်းသာစရာကောင်းလာပါသည်သို့သောရိုးရာဇသပင်သည် ဆောင်းလေးတသွေးသွေးပန်းရနံတွေတသင်းသင်းကြကရင်ခုန်ရသည်အခင်းချင်းမဟုတ်ပါလား ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ